တချင်းတပုတ်ရေဖို့ခက်လားလို့မေးလို့ရှင်ခက်တယ်လို့ဖြေရှင်းပါတယ်ဒါပေမဲ့ဒီ tip လေးကိုတည်သွားလို့ရှင်တချင်းရေးရတာပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ဒီနေ့တချင်းရေဖို့လေ့ကျင့်နေတဲ့လူငယ်တွေအတွက်အကျိုးရှိမဲ့အရာတစ်ခုကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗီဒီယိုဆက်မကြည့်ခင်မှာ KBK ရဲ့ Facebook page ကို like ပြီး YouTube channel ကိုလည်း subscribe ချင်ပြန် KBK ကိုအားပေးကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့တခြင်းရေးဖို့အစာပြုနေတဲ့လူငယ်တွေအတွက် tip လေးနှစ်ခုကို ကျွန်တော် sharing ပေးချင်ပါတယ်အဲ့ဒီ tip လေးနှစ်ခုကိုတည်သွားလို့ရှင်အားလုံးတခြင်းရေးရတာပို့ပြီးတော့ကောင်းလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ပထမဆုံး tip အနေနဲ့ကျွန်တော်အားလုံးကိုပါမျှဝေချင်တာလဲဆိုတော့ progression တွေကို legend မှာ chord progression အမျိုးမျိုး legend မှာဥပမာအနေနဲ့ကျွန်တော်တို့1 4 5 chord position ပေါ့နော်အဲ့ဒါ chord 3ခု position အဲ့ဒါလေးကိုကျင့်မယ်ပထမဆုံးတကု1 4 5 chord position က progression ကဘယ်လိုလဲဆိုတော့ဥပမာ key C ထဲမှာဆို C chord က1 chord ပြီးတော့4 chord F chord က4 chord ပြီးတော့ G က5 chord ပြီးတော့1 chord အဲ့ဒါတွေကိုမြင်များချင်းလေးရတယ်ဥပမာဒီလိုမျိုးတင်းနေပေါ့နော် G ရရင်သွားလေးရတယ်ပြီးတော့ F ပြီးတော့ G အဲ့ဒါတွေကိုပတ်တင်းနဲ့တချင်းတွေဟမ်လုပ်လို့ရတယ်အစပိုင်းမှာတူရတူတူရတူ တူတူတူအဲ့ဒါ Crabbergrishin legend နဲ့တချင်းတဲ့ဟမ်းနဲ့အစာပြူပြီး legend မှာဒါပထမဆုံးတစ်ခုပါနော် progression ကတခုတည်းရှိလားဆိုတာမဟုတ်ပါဘူးအများကြီးရှိပါတယ်1 4 5chord စနစ်ကျွန်တော်ပြောတဲ့ progression ပြီးတော့အခြားကျွန်တော် sharing ပေးဖို့တဲ့ chord လေး chord နဲ့တချင်းဒီမဲ့အလွယ်ဒီမဲ့စတာတွေအဲ့ဒါတွေလည်း chord progression တွေပါပဲအဲ့ဒါတွေလည်းကျင့်လို့ရပါတယ်ဒါ tip number 1 chord progression ကို လေ့လာပါလေ့ကျင့်ပါပြီးတော့ဒုတိယ tip ကဘာလဲဆိုတော့ကျွန်တော်တို့တချင်းရေးတော့မယ်ဆိုရင်တချင်းစာသားရဲ့နောက်ဆုံးမှာ ကျွန်တော်တို့ပါတင်တဲ့အရာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အာဥပမာကျွန်တော်တို့ပြောမယ်ဆိုတရပေါ့အာစာအရာ ပြောမယ်ဆိုရင်တရပေါ့ကျွန်တော်တို့ရေးမဲ့တချင်းစာသားရဲ့တရရဲ့နောက်ဆုံးမှာပေါ့စာချောင်းရဲ့နောက်ဆုံးမှာတရတူရင်နားထောင်ရတာတော်တော်အဆင်ပြေပါတယ်နော်ဥပမာအနေနဲ့ကျွန်တော်တို့ဘာပေါ့နော်ဘာနဲ့ဆုံးလို့ရှိရင် တရာရဲ့နောက်ဆုံးအတန်ကအာဆိုတဲ့အတန်ပေါ့နော်ဒါဆိုဘာပေါ့ပြီးတော့တကယ်လို့ကျွန်တော်တို့နောက်ထပ်တကြောင်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဘာထဲလို့ရလဲဆိုတော့ဒါပေါ့စတာတွေ့တော့ပေါ့နော်ပြီးရင်နောက်ထပ်တကြောင်ကကျွန်တော်တို့ဘာထဲလို့ရလဲဆိုတော့မာပေါ့စတာတွေ့အာအာအာဆိုတဲ့အရာလေးတွေကိုထည့်ပြီးတော့သုံးမယ်ဆိုရင်အဆင်ပြေပါတယ် ဥပမာအနေနဲ့နာမည်ကြီးတဲ့မြန်မာသချင်းအဲ့လိုမျိုးပုံစံတုံးထားတဲ့သချင်းကိုနမူနာအနေနဲ့ပြောပြရမယ်ဆိုရင်ဒီသချင်းပေါ့နော်ဥမာ千米拉古马拉阿苏的拉呢送的，比得。闽南蒙的有天比巴巴苏的阿呢送的。啊 da 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 ပြောမပြတော့ဘူးလားလမ်းတွေးချိန်တိုင်းမှာမာဆိုတဲ့အာဆိုတဲ့စကလုံးနဲ့ဆုံးနေပေါ့နော်အဲ့လိုမျိုးပုံစံဒါကကျွန်တော်တို့အခုတချင်းရေးမဲ့သူတွေအနေနဲ့တည်တင်းတဲ့အရာတွေဖြစ်ပါတယ်အဲကြောင့်မလို့ try ကြည့်ပါဘောနော်စမ်းကြည့်ပါ ခက်တော့ခက်ပါတယ်အဲ့လိုမျိုးစာသားတွေ ਨੇ တိတိကျကျလေးမှာအာဆိုတာစတာတွေပေါ့နော်ဥပမာတကယ်လို့အာမှမဆုံးပြင်နဲ့အခြားဒရနဲ့ဆုံးခဲ့ရင်တော့မှအဲ့လိုမျိုးတူညီဖို့ပေါ့နော်နောက်ဆုံးစကလုံးတူညီဖို့ကျွန်တော်တို့စာစီဖို့ကခက်လာလို့မင်းခက်ပါတယ်နော်ကျွန်တော်လည်းရှာလို့ရတာတော်တော်ခက်ပါတယ်ကျွန်တော်ကိုယ်တိုင်တချင်းရေးဖို့ကိုလည်း try နေတဲ့အချိန်မှလည်းအရန်ခက်ပါတယ်ကျွန်တော်အသက်အရန်ခက်တဲ့ဆိုပေမဲ့လည်း အားလုံးအသက်လွယ်ကောင်းလွယ်ပါလိမ့်မယ်ပေါ့နော်အဲကြောင့်တကယ်လို့တချင်းရေးကျင့်နေတယ်ဆိုရင်အခုဒီ team နှစ်ခုကိုအသုံးပြုပြီးတော့ရေးကြည့်ပါတကယ်လို့ရေးပြီးလို့အဆင်ပြေတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့လာပြီးတော့မျှဝေပေးပါတကယ်လို့ဒီလိုမျိုးဗီဒီယိုကအားလုံးအသက်အကျိုးရှိတယ်ဆိုရင် comment မှာတခုမှတ်ထားပေးပါ